မင်္ဂလာပါ Football Preview Channel နေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့အင်္ဂါနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒါထိတ်တန်းလေးပွဲစဉ်၄ဝက်ရှိရပေါ့နော်။အဲ့၄ဝက်ကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးပါမယ်ပေါ့နော်။အဲ့တော့ဒီနေ့အတွက်ပွဲစဉ်တွေကိုကြိုပြီးတော့မသုံးသပ်ပေးခင်မှာဆိုလို့ရှိရင်တခြားသောလီပြိုင်ပွဲတွေရဲ့တစ်တွေကိုလည်းကျွန်တော်ရဲ့ဒီ Telegram Channel မှာတင်ပေးထားရပေါ့နော်။အဲ့တော့ Telegram Channel link ကိုဒီဗီဒီယိုအောက်က comment မှာထားပေးရပေါ့နော်။ဝင်ပြီးတော့ join ထားလို့ရတယ်။အဲ့တော့ဒီနေ့ညရဲ့ဒါပထမဆုံးပွဲစဉ်ကဒီနေ့ည၁၇နာရီခွဲမှာကစားမဲ့ Spain La Liga ပွဲစဉ်တွေပွဲဖြစ်တဲ့ Valencia နဲ့ Espanyol ပေါ့နော်။အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင် Valencia ာက level 90ရှုံမယ်ပြီးတော့ကိုပေါင်းနေလဲဆိုလို့ရှိရင်ငကိုသွင်း55ပြရှုံမယ်ပေါ့နော်အဲ့တော့လက်ရှိမှာဆိုလို့ရှိရင်နှစ်သင်းလုံးကစပိန်လာဒီကမက်ပီဇီယာရဲ့အဆင့်73နဲ့14နေရာမှာရှိနေတယ်ပေါ့နော်ပြီးတော့တန်းစင်းစုံနဲ့ဆိုလို့ရှိရင်လည်းနှစ်သင်းလုံးကတောင်မှ9ဘတ်ပဲกว่าရဲ့ပြီးတော့ဘလင်စီယာရဲ့နောက်ဆုံး9ဘွဲကိုကျွန်တော်ပြင်ကြည့်လို့ရှိရင်9ဘွဲကတန်လန်တွင်းကိုရှိခဲ့ပြီးတော့သူတို့ရဲ့အင်ကွင်းနောက်ဆုံး9ဘွဲကိုကျွန်တော်ပြင်ကြည့်လို့ရှိရင်လည်း10ဘွဲကဘလင်စီယာရဲ့တိုက်စစ်က9ရောင်တွင်းထားတယ်ပေါ့နော်ဒီတစ်ဖက်ကအစ်ပန်ညိုအနေနဲ့ကကျတော့လေဒီလာလီဂါနောက်ဆုံး73ဘွဲစရာသူတို့ရဲ့တိုက်စစ်က9ဘွဲတွင်းထားတယ်ပြီးတော့ဒီနှစ် တင်းရဲ့ထိတဲ့တွေ့ဆုံရဲ့နောက်ဆုံး၅ဂျီမှာဆိုလို့ရှင်လဲအပြန်လဲတွင်းကိုရရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီ Balenciaga က အစောပိုင်းကာလတွေမှာဆိုလို့ရှိရင်သူတို့တော်တော်လေးကိုရှုံးကန်ခဲ့ရတယ်အဲ့တော့တန်းစင်းစုံနဲ့အနေရတဲ့ကိုသူတို့တားရောက်ခဲ့တယ်ဆိုပေမဲ့လို့နောက်ပိုင်းပွဲစဉ်တွေမှာသူတို့ရဲ့ရလဒ်တီကတောက်လျှောက်ကောင်းခဲ့တယ်နောက်ဆုံး9ဝဲဆက်မှာဆိုလို့ရှိရင်လည်းဘလင်စီကလုံးဝရှုံးဝဲမရှိဘူးနောက်ပြီးတော့သူတို့ရဲ့တိုက်စစ်ကလည်းနောက်ဆုံး9ဝဲလုံးမှာ5ပေါက်တွေ့ထားတယ်တစ်ဖက်ကအက်စပန်ယိုအသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းနောက်ဆုံး3ဝဲဆက်မှာ3ဝဲလုံးသူတို့နိုင်ဝဲရခဲ့တယ်ကလင်းရှိပါရခဲ့တယ်ဘောနောက်ပြီးတော့အဝေးကွင်းနောက်ဆုံး၄ဝဲမှာဆိုလို့ရှိရင်လည်း3ဝဲတိအနိုင်ဝဲရခဲ့တယ်ဒါပေမဲ့လို့ဘလင်စီရဲ့အင်ကွင်းမှာကစားခဲ့ရတဲ့နောက်ဆုံး15ဝဲမှာဆိုလို့ရှိရင်တော့သူတို့တဝဲပဲနိုင်ခဲ့တယ်အဲ့တော့လက်ရှိ ိနှစ်သိန်းလုံးရဲ့ဖောင်ကျွန်တော်ပြန်ကြည့်လို့ရှိရင်အားရစရာအကောင်းနေပေါ့နော်ပြီးတော့တိုက်စစ်ပိုင်းနေရာလည်းနှစ်သိန်းလုံးကအကောင်းကြတယ်အဲ့တော့ဒီပွဲမှာပြန်လည်သွင်းဖို့ရှိဖို့မျှော်လင့်နေပေါ့နော်အဲ့တော့ငကိုးသွင်း55ပြားရှုံးမယ်ဆိုပေမလို့ဒီနေ့ပထမဆုံးပွဲစဉ်မှာတော့5ပေါ်ရွေးချယ်ပြီးမှာပေါ့အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည9:55မှာကစားမယ့်ပြင်သစ်လီဂိုဝင်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီနန်တက်နဲ့ BSG ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင် BSG က တကိုးသွင်း55ပြားရှုံမယ်ပြီးတော့ဂိုးဝေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း35ပြားရှုံမယ်ခေါ့နော်အဲ့တော့နန်တက်ကဒီပြင်သိလီဂိုးဝေါင်းမှာဆိုလို့ရှိရင်ဒီပွဲစဉ်ကိုသူတို့ဖယ်လိုက်မယ်ဆိုလို့ရှိရင်လက်ကျန်သူတို့4ပွဲကစားဖို့ကျန်တယ်ခေါ့နော်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်နန်တက်ကဒီတန်းစင်းစုံနဲ့ရမတ်3ပဲပဲခွာနေရဲအဲ့တော့နောက်ပိုင်းပွဲစဉ်တွေမှာသူတို့ကိုယ်တိုင်ကရမတ်တွေရတဲ့လောက်စုဆောင်းဖို့လိုတယ်ခေါ့နော်ဒီတစ်ဖက်က PSG ကိုကျွန်တော်ပြန်ကြည့်ရင်လက်ရှိပြင်သိလီဂိုးဝေါင်းမှာဆိုလို့ရှိရင်လည်းသူတို့ကိုယ်တိုင်ကချန်ပီယံဖြစ်ခဲ့တယ်အဲ့တော့နောက်ပိုင်းပွဲစဉ်တွေမှာသူတို့အတွက်ရမတ်တွေကမလိုအပ်တော့ပြီးတော့ဒီနန်တက်နဲ့ PSG ရဲ့နောက်ဆုံး ထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ပြီးတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်တစ်ဖက်ကတကိုးစီနဲ့ပွဲပြီးဆုံးခဲ့တယ်ဘောနော်အဲ့တော့နောက်ဆုံးထိတ်တိုက်တွေ့ဆုံခဲ့တဲ့နှစ်ကြိမ်လုံးမှာဆိုလို့ရှိရင်လည်းနှစ်တင်းပေါင်းအတွင်းကောတုံးကိုအောက်ကိုရောက်ခဲ့တယ်ဒီပွဲမှာဒီနက်တက်ကအမှတ်လိုတယ်ဆိုပေမဲ့လို့တစ်ဖက်က PSG ကတော့လုံးဝရမှတ်တည်မလို့တော့သူရဲ့အဓိကကစားသမားတချို့ပါဒီနေ့ပွဲစဉ်အတွက်အနာပေးလာဝယ်ရှိရဘောနော်ပြီးတော့နောက်ဆုံးထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကဒီထွက်ပေါ်ခဲ့တဲ့ရလအတိုင်းပဲဒီပွဲမှာလည်းဒီဝန်းဝန်းလောင်းနဲ့ပွဲပြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်အဲ့တော့ဒီအင်ရှင်နဲ့ဘောဟုတ်ကိုကြိုက်တယ်ဘောနော်အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ညတနင်္ဂနွေပွဲမှာကစားမဲ့ ီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့မက်ဆီဒီနဲ့ဗီလာပေါ့နော်အဲဒီပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်မက်ဆီဒီကဂိုးသွင်း65ပြန်ရမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်း80ရှုံးမှာပေါ့နော်အဲ့တော့ဒီပွဲကပြင်းပြင်းလေးဝင်ဝင်တဲ့အရေးပါတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်တယ်ပြီးတော့နှစ်သင်းလုံးအနေနဲ့ဆိုလို့ရှိရင်ရမှတ်3မှတ်ရ90တိုင်ပြိုင်ဘက်ကိုဒီ3မှတ်ပြန်ပြီးတော့ပြီးလို့မရဘူးပေါ့နော်ပြီးတော့ဒီနှစ်သင်းလုံးရဲ့ဇာနောက်ဆုံးကစားရေးပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေဒီနှစ်သင်းလုံးရဲ့တိုက်စစ်ကဂိုးတွေမြူထားတယ်ပြီးတော့မက်ဆီဒီရဲ့နောက်ဆုံးကားပွဲကိုကျွန်တော်ပြန်ကြည့်ရင်တိုက်စစ်ကတွင်ကို17ဂိုးကြီးရခဲ့တယ်လို့ခန်းစစ်ကလည်းပေးကို၄ဂိုးပြန်ပြီးခွင့် င်ယူပေးထားရတယ်ဒီတစ်ဖက်ကဘီလာရဲ့နောက်ဆုံး၅ဘွဲ့ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လိုက်တိုက်စစ်ကတို့73ကိုရခဲ့ဆိုပေမဲ့လို့ခန်းစစ်ကလည်း2ကိုပြန်ပြီးဖွင့်ယူပေးထားရတယ်ဘောနော်အဲ့တော့ဘီလာရဲ့ ဝေးကွင်းနောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်အတွင်းကို14ကိုလေးရခဲ့တယ်ပြီးတော့အင်ကွင်းဝေးကွင်းနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်လည်း၃ပွဲကတိုက်စစ်ကအတွင်းကို၃ကိုအထိတွင်လာတယ်ခုနကဒီတစ်ဖက်ကမစီးတီကတော့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်တပွဲပြန်များအတွင်းကို၃ကိုဝင်ကျင်ချီရှိထားတယ်လို့ကျွန်တော်ဒီသတ်မှတ်နိုင်တယ်ခုနကအဲ့တော့ ATM မှာကစားခဲ့တဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်နှစ်သင်းပေါင်းအတွင်းကို၃ကိုအထိရောက်ခဲ့တာအစုစုပေါင်း၃ပွဲလေးရှိတယ်ခုနကပြီးတော့ ATM မှာဗီလာနဲ့ထိတ်တဲ့တွေ့ဆုံခဲ့နောက်ဆုံး၉ကြိမ်မှာဆိုလို့ရှိရင်၈ကြိမ်ကမစီးတီရဲ့တိုက်စစ်က ဝင်ကို၃ဂိုးနဲ့အထက်ကိုရခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့တင်းကပြောရမယ်ဆိုလို့ရှိရင်လက်ရှိဒီအင်္ဂလန် FA ဖလားရဲ့ semi final မှာဆိုလို့ရှိရင်လည်းဒီနေ့တင်းကရောက်နေတယ်ပေါ့နော်ပြီးတော့ FA ဖလားရဲ့လူပွဲစဉ်မှာဆိုလို့ရှိရင်လည်းတွေ့ဆုံနိုင်ခြေရှိတဲ့အသင်းတွေဖြစ်တယ်အဲ့တော့နောက်တင်းကရဲ့တိုက်ဆက်ကဒီတွင်းကိုပြောရမယ်ဆိုလို့ရှိရင်မြန်မြန်ဆဆမျောလင်းနိုင်တယ်ပေါ့နော်ဒီ Mercedes အသင်းကိုယ်တိုင်ကသူတို့ရဲ့တိုက်ဆက်မှုဟာလန်မပါဝင်ထားနိုင်တဲ့အတိုင်းဒီသူတို့ရဲ့တိုက်ဆက်ပိုင်းကတွင်းကိုမျောလင်းနိုင်တယ်ပေါ့နော်အဲ့တော့ဘီလာရဲ့ကစားသားရဲ့ပုံစံအများစုကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့ရဲ့တိုက်ဆက်ကဘိုးပေါက်တွေ့ထားတဲ့ပုံစံအများတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာပြန်လို့တွင်းကိုရှိနိုင်မယ်လို့လည်းထင်တယ်ပေါ့ ော့ဒီတုံးကိုအတွင်းပြား20ချုံဝင်ဆိုပေမဲ့လို့ဒီဘက်မှာနှစ်သင်းပေါင်းတုံးကို၄ခုလောက်တော့ကြောက်လိမ့်မယ်လို့ထင်တယ်ဗျာအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါ်ရွေးချယ်ပြင်မှာပေါ့အဲ့တော့ဒီနေ့ညရဲ့လာနောက်ဆုံးပွဲစဉ်ကဒီနေ့ညနှစ်နိုင်မှာကစားမယ့်စပိန်လာလီဂါပွဲစဉ်တွေပဲဖြစ်တယ်ဘာစီလိုနာနဲ့မာယော့ကာပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဘာစီလိုနာက၂ဂိုးသွင်းပြား90ရမယ်ပြီးတော့ဂိုးပေါင်းနေနဲ့ဆိုလို့ရှိရင်တုံးကိုအတွင်း55ပြားရှုံးမယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒီဘာစီလိုနာရဲ့တိုက်စီမှုအေဝန်ဒေါစကီကမပါဝင်နိုင်ဘူးပြီးတော့မာယော့ကာကိုဘာစီအနိုင်ရရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်၃ပွဲကဘာစီလိုနာက ဝမ်းစီဝမ်းစီနဲ့အနိုင်ရခဲ့တာဗောနောပြီးတော့မာယောကာရဲ့အဆုံးနှစ်ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲနှစ်ပွဲလုံးသူတို့ကလင်းရှိရတယ်ပြီးတော့ဒီသူတို့ရဲ့အဝေးကွင်းနောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲနှစ်သိမ်းပေါင်းအတွင်းကို၂ကိုးထပ်ပို့ပြီးတော့ပို့ခဲ့တဲ့ပွဲစဉ်ကတပွဲမှမရှိဘူးဗောနောအဲ့တော့မာယောကာကပြောရမယ်ဆိုလို့ရှင်အတင်းလိုက်အစားပုံကောင်းတယ်ဒါပေမဲ့လို့ဒီဘာစီရဲ့ခံစစ်ကိုချော်ဖြတ်ဖို့ဆိုတာသူတို့တော့ခက်ခဲတိုင်းနဲ့ဗောနောဒီတစ်ဖက်ကဘာစီရဲ့တိုက်စစ်မှာဆိုလို့ရှင်လဲဖာရန်တော့အစားပုံရှိတယ်ဆိုပေမဲ့လို့ဒီလေဝန်ဒေါစကီမပါဝင်နိုင်တဲ့ဘာစီရဲ့တိုက်စစ်ကလည်းတိတိတတ်တာအားနေနိုင်နေမယ်လို့လည်းထင်တယ်အဲ့တော့ဒီပွဲမှာနှစ်သိမ်းပေါင်းပြန င်ကိုရဆိုလို့ရှိရင်ဒီ twin ကိုနေနေလိမ့်မယ်လို့လည်းထင်တယ်ဗောနော်ဒီ3ကို twin 25ပြားရှုံးမယ်ဆိုပေမဲ့လို့ဒီပွဲမှာနှစ်တင်းမှာအလုံးစုံ3ကိုထိပဲရောက်လိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့နောက်ဆုံးပွဲစဉ်မှာတော့ဘောကကိုရွေးချယ်ပေးမယ်ဗော